ကာရီဘီယံပင်လယ်တွေကဗင်နီဇွဲလားမိုးရေဆေးဝါးတင်မောကြီးကိုအမေရိကန်ရေတပ်တိုက်ခိုက်ပြီးတဲ့နောက်အချိန်အပြည့်မနက်9နာရီခွဲအချိန်ကာရီဘီယံပင်လယ်ဟာငြိမ်သက်ပြီးတိတ်ဆိတ်နေပါပြီ။ရေမျက်နှာပြင်ဟာမှန်လို့ပဲပြပြီးမလှုပ်မရရှိနေပါပြီ။ဒီလိုတိတ်ဆိတ်နေတော့ရုတ်တရက်အရာရာပြောင်းလဲသွားပါလိမ့်။အင်ဂျင်တန်တွေစူညံလာတယ်၊လှိုင်းတွေရိုက်ခတ်လာတယ်။ ဘင်းလယ်မြေတစ်ခုလုံးစူညံတံတွေနဲ့ပြည့်နှံသွားပါပြီ။ဒါဟာခေတ်သစ်ကာလရဲ့အကြီးဆုံးမိုးရေစေဝါတိုက်ဖြတ်ရေးစစ်စင်ရေးတွေကတစ်ခုရဲ့အစားပါ။မိုးရေမောင်ခိုသမားတော်တော်များများကအယမ်းမြန်တဲ့ဆက်လီတွေကိုအသုံးပြုကြပါပြီ။အရှိန်ကြောင့်လုံကြုံတဲ့ဘင်းလယ်မြေကဖုံးကွယ်ထားနိုင်တယ်။ညအမောင်ကကာကွယ်ပေးနိုင်တယ်လို့သူတို့ထင်ခဲ့ကြပါပြီ။ဒါပေမဲ့သူတို့မသိခဲ့တာကအမေရိကန်ပြည်ထောင်စုဟာအရာအလုံးအတွက်အသိရှိနေတယ်ဆိုတာပါ။အမေရိကန်ရဲ့ဖြတ်သိမ်းမောကြီးတွေဟာရေနံပိုင်းမှာကြိုတင်စောင့်နေခဲ့ကြပါပြီ။ ကမ်းခြေဆောင်တပ်ဖွဲ့တွေကပစိဖိတ်သမုတ်တရာနဲ့ကာရာဘီယံပင်လယ်နှစ်ခုစလုံးကိုစောင့်ကြည့်နေခဲ့ပါတယ်။မန်ယာပေါင်းများစွာကျယ်ပြန့်တဲ့ပင်လယ်ပြင်ကိုကင်းလှဲ့လေယာဉ်တွေကနေတိုင်းပြန်တမ်းပြီးရှာဖွေနေခဲ့ပါတယ်။ PH Poseidon လေယာဉ်တွေဟာဆက်ပစ္စည်းတွေဒါမှမဟုတ်အင်ဂျင်တွေကထွက်လာတဲ့အပူချိန်အနှဲငယ်ကိုတောင်ရှာဖွေနိုင်ပြီးညာအမှောင်ထဲမှာတောင်တင်းမော့တွေကိုရှာတွေ့နိုင်ပါတယ်။ဒီလိုစစ်စင်ရေးတွေဟာနှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့အလုပ်တွေရဲ့ရလဒ်ပါ။ကမ်းခြေဆောင်တပ်ဖွဲ့ဟာမိုးရေဆေးဝါးလမ်းကြောင်းတွေကိုအချိန်အတော်ကြာစောင့်ကြည့်နေခဲ့ပါတယ်။ သူတို့မှာရှင်းရှင်းလင်းလင်းစီးမြင့်တွေရှိပါတယ်ပထမဆုံးအနေနဲ့သတိပေးချက်ပို့ပါတယ်မောင်ကိုသမားတွေကိုရက်တက်မှုပြောပါတယ်မရက်ရင်တော့တိကျစွာပြက်ခတ်တိုက်ခိုက်ပါတော့တယ်မွေးစိတ်လေးအများပြဖန်းစည်းခံမိရပြီးစစ်စင်အများပြရက်တန်းပြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီဖြစ်ရက်ကအဆသာရှိပါသေးတယ်ပင်လယ်ပြင်ဟာအပြင်းမှန်းမှတိတ်ဆိတ်နေပြီမဲ့အဲ့ဒီတိတ်ဆိတ်မှုအောက်မှာဘယ်သူမှမထင်မှားထားလောက်အောင်ပိုးဆိုးတဲ့အရာတစ်ခုရှိနေခဲ့ပါတယ် 2025ခုနှစ်အော်တိုဝါလာ14ရက်နေ့မနက်2:35မိနစ်မှာဗင်နီဇွဲလားမြောက်ပိုင်းကဖာရီယာပင်လယ်အော်အနီးမှာညဟာမှောင်မဲပြီးငြိမ်သက်နေပါတယ်။လုံးဝလည်းလာမရှိပါဘူး။ရေပြင်ဟာမှောင်မဲတဲ့မှန်လို့ဖြစ်နေပါတယ်။ American ရေတိုက်ရဲ့ PA Poseidon လေယာဉ်ဟာအမြင့်ပေ3500လောက်ကနေဖြင်းညင်းစွာတိတ်တိတ်ဆိတ်ဆိတ်ပြန်တဲ့သူရဲ့အာယုန်ကန်ကရိယာတွေနဲ့ပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုရှာဖွေနေခဲ့ပါတယ်။အဲဒီနောက်အချက်ပြမှုတစ်ခုပေါ်လာပါတယ်။အဲဒီအချက်ပြမှုကကုန်တင်သမောကြီးတစည်းစီကလာတာပါ။ ။ဒီမော့မှာမီးလုံးတွေမရှိပါဘူး။ရေဒီယိုအချက်ပြမှုလည်းမပို့ပါဘူး။ပုံမှန်ခြေရာခံစနစ်တွေလည်းပေါ်မနေပါဘူး။ရေဒါမှာကြည့်ရင်တင်မောဟာလွင်မျောနေတဲ့တင်မောအလောင်းလိုဟာလာဟင်းလင်းဖြစ်နေပါလေ။ဒါပေမဲ့အပူကင်မရာကတော့မတူညီတဲ့အရာကိုပြသနေပါလေ။မိနစ်60တိုင်းမှာတင်မောရဲ့အတွင်ပိုင်းအလဲဘဟုကနေပြင်းထန်တဲ့အပူရှိန်တစ်ခုထွက်ပေါ်လာပါလေ။အပူရှိန်ကပြင်းထန်ပြီးပုံမှန်ဖြစ်နေကနှလုံးခုန်တယ်လို့မျိုးထက်ခါတလဲလဲဖြစ်ပေါ်နေပါလေ။ ဝန်ထမ်းတွေကအင်ဂျင်ပြတ်နေလို့အပူထွက်နေတာများလားလို့တွေးခဲ့ကြပါတယ်။ဒါပေမဲ့ပြန်လဲစစ်ဆေးကြည့်တော့တင်းမောရဲ့အင်ဂျင်တွေကအေးခဲနေတာပါ။တခြားအသက်ရှိတဲ့အရာတစ်ခုခုကအပူကိုထုတ်ပေးနေတာဖြစ်ပါတယ်။ပစာရလင်းရင်ကအချက်ပြမှုကိုအမေရိကန်ကမ်းခြေဆောင်တပ်ဖွဲ့စီလုံခြုံတဲ့ message ပို့လိုက်ပါတယ် USCGC Stratton လို့ခေါ်တဲ့ကမ်းခြေဆောင်တပ်ဖွဲ့ရဲ့ကင်းလေတင်မော့တစီဟာအဲ့ဒီတင်မော့စီရောက်ဖို့နေနေပါတယ် Stratton တင်မော့ဟာလမ်းကြောင်းပြောင်းသွားပြီးပြင်မစီကိုဥတီလိုက်ပါတယ်ရေဒါမှာကြည့်တော့တင်မော့ရှိနေတာသိကြပါတယ် ဒါပေမဲ့တင်မောရဲ့မှတ်ပုံနဲ့အချက်လက် ID ကိုစစ်ဆေးတဲ့အခါမှာတော့ပြဿနာတစ်ခုတွေ့ပါတယ်။အဲ့ဒီတင်မောက၃နှစ်အကြာကလေးကလုပ်ငန်းရပ်သွားတဲ့ကုမ္ပဏီတစ်ခုပိုင်ဖြစ်နေတာပါ။ဆိုလိုတာကမှတ်ပုံနဲ့အတူပါ။ Stratton တင်မောကအထူးအပူအာရုံခံကရိယာတွေကိုတုံပြီးစစ်ဆေးကြည့်လိုက်တော့တင်မောရဲ့အတွင်းပိုင်းဟာ Centigrade 900ဒီဂရီထပ်ပိုပူနေတာတွေ့ရပါတယ်။ဒါကပုံမှန်ဆက်ပစ္စည်းတွေအထွတ်ပူလွန်နေပါတယ်။ကံကြီးဆောင်တပ်ဖွဲ့အရာရှိတွေကတခခုမှားနေပြီလို့ခံစားမိကြပါရည်အထက်ကုတ်ကဲဌာနကတင်းကျပ်တဲ့အမိန့်ကိုပေးလိုက်ပါရည် မတိုက်ခိုက်နဲ့သတိပေးချက်မပူနဲ့တိတ်ဆိတ်စွာစောင့်ကြည့်နေပါတဲ့ Stratton သင်းမော့ကလှေဝက် drone တိတ်တိတ်လေးတစ်စီးကိုရေပြင်ပေါ်ကနေဆေးလွှတ်လိုက်ပါတယ်ဒီ drone ဟာတိတ်ဆိတ်နေတာမလို့ဖောင်းကိုသမားတွေမမြင်နိုင်မကြားနိုင်ပါဘူး drone ကသင်းမော့ကြီးရဲ့ဘေးကိုရောက်သွားပြီးအနီးအောင်ရောင်ကြီးကင်မရာနဲ့အတွေးမှန်ကိုကြည့်ပါတယ်ပထမတော့မျက်နှာပြင်ဟာမှုန်ဝါနေပြီမဲ့နောက်ပိုင်းမှာလူပုံသဏ္ဍာန်တွေပေါ်လာပါတယ်တန်တိုင်းတွေလှောင်ရင်တွေနဲ့အတူလူတွေကိုသင်းမော့အတွေးမှာပိတ်လောင်ထားတာပါသူတို့လွတ်လပ်စွာလှုပ်ရှားခွင့်မရှိဘဲပိတ်မိနေကြပါတယ် ဖဆိုင်တွန်လေးမှုကဒီပုံကိုမြင်တဲ့အခါအတန်တူတူနဲ့ဒါအကုန်တင်တင်းမမဟုတ်ဘူးပင်လေတွေကအကျဉ်းအောင်ပဲလို့ပြောလိုက်ပါရီဒီအချိန် drone ကလည်းပုံတွေထပ်ပို့ပါရီအမျိုးသမီးတွေနဲ့ကလေးတွေအရေးပေါ်မီနီအောက်မှာထိုင်နေကြတာကိုပြသနေပါရီသူတို့ဟာအားနေပြီးပင်ပန်းနွမ်းနေတယ်လို့ကြောက်လန့်နေပုံနဲ့ရပါရီတင်းမောရဲ့နောက်တနေရာမှာအပူအာယုံခံကိရိယာတွေကဓာတုပစ္စည်းတွေရောစက်နေတဲ့အလုသမားတွေကိုပြသနေပြီးသူတို့ရဲ့နောက်မှာတော့လက်နက်ကင်အဆောင်တွေရပ်နေပါရီအဲ့ဒီအလုသမားတွေဟာအကျဉ်းသားတွေဖြစ်ပြီးထွက်ခွာခွင့်မရှိပါဘူး အဲ့ဒီတင်မောဟာမွေးစေဝါစက်ရုံနဲ့အချင်းအောင်နှစ်မျိုးလုံးဖြစ်နေပါတယ်။ Stratan တင်မောရဲ့တက်မှု Avaraka စိတ်ထဲမှာလေးလံသွားပါတယ်။ဒီမရှင်ကရိုးရှင်းတော့မှမဟုတ်ဘူးဆိုတာသူသိလိုက်ပါတယ်။အဲ့ဒီထဲမှာလူအသက်တွေရှိတယ်။ဒါကအရာအလုံးကိုပြောင်းလဲသွားစေတယ်လို့သူကတိုးတိုးလေးပြောလိုက်ပါတယ်။ပေတဂိုစစ်ဌာနကိုတရင်ပေးပို့လိုက်ပါတယ်။ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး Nathan Kho ကပြန်လည်တုံ့ပြန်ပါတယ်။သူအတန်ကငိမ့်တက်နေပေမဲ့အလေးနက်ရှိပါရီကျွန်တော်တို့ဟာရိုးရိုးမိုးရိမ်မှောင်ခိုခိုင်းသမားတွေကိုတိုက်ခိုက်နေတာမဟုတ်ဘူး လူသားတွေကိုအကာအကွယ်ဖြစ်တုံးတဲ့မွေးစေဝါလုပ်ငန်းကိုတိုက်ခိုက်နေတာအောင်မြင်အောင်လုပ်ရမယ်လို့ပြောပါရယ်ထောက်လိုင်းရေးသတင်းတွေထပ်ပြီးရောက်လာပါရယ်တင်းမော်ပေါ်မှာလက်နက်ကန်ယောက်ျား80ရှိပါရယ်သူတို့မှာ rifle စစ်တပ်နဲ့ RPG နဲ့လေးလက်နဲ့တပ်နှက်ကြီးတွေပါရှိပါရယ်တင်းမော်မှာဓာတ်ရုပ်ဘုံးတွေ factory AP စက်တွေတည်ဆောင်ထားပါရယ်တိတအများပြားမှာ Venezuela ပို့ကုန်အတုသစိတ်တွေကတ်ထားပါရယ် NDA ကလည်းအလွန်ကြီးပါရယ်လှုပ်ရှားမှုတစ်ခုမှားတာနဲ့တင်းမော်ကြီးပေါက်ကွဲသွားနိုင်ပါရယ်ဝါရှင်တန်ကနောက်ဆုတ်အမိန့်ကိုပေးလိုက်ပါရယ် စစ်စင်ရဲ့အမိကတမ်မဏိခွင်းဆက်စစ်စင်ပါပထမအဆုံးအနေနဲ့အကျဉ်းသားတွေကိုကဲတင်မှုပြီးမှမူရစေဝါတခွဲကန့်ကိုဖျက်ဆီးဖို့အဖွဲ့တွေကိုပြောလိုက်ပါတယ်အော်တိုဘားလ15ရက်မနက်တနားအချိန်ညမှောင်မဲပြီးတိတ်ဆိတ်နေပါတယ်စထရတန်တင်မော့ဘော်ကလူတိုင်းအစင်းသင်းဖြစ်နေပါပြီဖဆိုက်တိုလီကအပေါ်ကနေစောင့်ကြည့်ပြန်ဝဲနေပါတယ်ပေလယ်ပြင်တစ်ခုလုံးအသက်ရှူရထားတယ်လို့ခံစားရပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ကောင်းငင်ရန်ကနေပွင့်လာပါတယ် American drone အစင်း40ဟာတန်ပိုးကောင်တွေလိုအောက်ကိုကျဆင်းလာပါတယ် သူတို့ဟာအကျဉ်းသားတွေဒါမှမဟုတ်တင်မောရဲ့အဆောက်အအုံကိုပြစ်မှတ်မထားပါဘူးလက်နက်တွေကိုသာပြစ်မှတ်ထားတိုက်ခိုက်ပါတယ်ပထမဦးဆုံး drone ကစက်တနက်အတိုက်အမြုံတစ်ခုကိုဖျက်ဆီးလိုက်ပါတယ်ဒုတိယ drone ကတော့ရှေ့ပိုင်းအမြောက်ကိုဖျက်ဆီးလိုက်ပါတယ်တင်မောဘက်ကအဆောက်တွေထိတ်လန့်သွားကြပါတယ်မိခိုးတွေနဲ့မိတော့တွေလေထဲမှာပြည်နေပါတယ် stratan တင်မောစီကတိုက်ခိုက်လှိငယ်တွေဟာရေပြင်ကိုဖျက်ပြီးအရှိန်ပြင်းပြင်းနဲ့ထွက်လာပါတယ်ရဲရင်တွေကအပေါ်ကနေလိုက်ပါလာပါတယ် American Naval Sea Staff တွေဟာအနက်ရောင်ဝတ်စုံတွေနဲ့ rifle တွေကိုကင်ဆောင်ထားပါတယ် သူတို့ကတိတ်ဆိတ်ပြီးစိတ်ကိုစူးစီးထားတာပါလူတိုင်းသူ့အလုပ်သူသိပါရယ်တစားကန်တွေကိုကဲတင်မှုစစ်စင်ရေးကိုရပ်တန့်မှုအသက်ရှင်လျက်အိမ်ပြန်မှုပဲဖြစ်ပါရယ်မနက်တနားရီ6မိနစ်အချိန်မှာတော့ပထမဆုံးပောက်ကွဲအားကတမ်းမဏိတကားကိုဖွင့်ချလိုက်ပါရယ်စေးစထရိတ်အထဲကိုပြေးဝင်သွားပါရယ်တနက်တန်တွေလည်းပဲ့တင်တန်းထပ်နေခဲ့ပါရယ်ဓာတုပစ္စည်းမီးလောင်နံကလေထဲမှာပြည်နေပါရယ်သူတို့ကအခန်းတစ်ခုချင်းစီကိုရှင်းလင်းပြီးဇင်းညံတိုင်းကိုရှေ့ဆက်သွားပါရယ်အပေါ်ပန်းလွှာမှာတော့မွေးခိုင်းသာတနတ်သမားတစ်ယောက်ကဒုံးပြန်ပြစ်လို့ဖို့စူးစမ်းနေပါရယ် American drone ကသူ့ကိုအရင်ထိမှန်သွားတာပါ။ Sea Star ဖွဲ့ဝင်တယောက်ကဒဏ်ရာရနေတဲ့လူကိုစစ်ဆေးပြီးနှလုံးခုန်နှုံကိုဆစ်လိုက်ပါတယ်။သူ့ကိုမမုန်းပါဘူး။သူ့ရဲ့တာဝန်ကိုသာထမ်းဆောင်ခဲ့တာပါ။နောက်ထပ်အလွာတစ်ခုမှပိုက်တစ်ခုပေါက်သွားပြီးရနှွေးငွေက Sea 200ကိုလောင်ကျွမ်းစေပါတယ်။သူတို့မရက်ပါဘူး။ဆက်လက်ရွေးရှားကြပါတယ်။အင်ဂျင်ကန်တွေထိန်းချုပ်ခန်းတွေနဲ့အောက်ပိုင်းကုန်းဘတ်တွေကိုရှင်းလင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့အကျဉ်းအောင်နေရာတွေကိုရှောက်သွားပါတယ်။တန်ကြိုးတွေမြည်ဟိမ့်ပြီးတကားတွေကျိုးပဲ့သွားပါတယ်။ အကျဉ်းသား53လွတ်မြောက်သွားပါတယ်။တချို့ကလမ်းလျှောက်ဖို့တောင်အားမရှိပါဘူး။တချို့ကတိုးတိုးလေးငိုကြပါတယ်။တချို့ကကြည်နေရုံသာတတ်နိုင်ပါတယ်။မိခင်တွေကသူတို့ရဲ့ကလေးတွေကိုပွေထားကြပြီးယောက်ျားတွေကအလင်းရောင်ထိမိတဲ့အခါမျက်နှာကိုဖုံးထားကြပါတယ်။သူတို့ဟာအချိန်တော်ကြာအမှောင်ထဲမှာရှိနေခဲ့ကြတာပါ။မနက်တနင်္လာ18မိနစ်မှာတော့တိုက်ပွဲပြီးဆုံးသွားပါတယ်။လက်နက်ကင်အဆောင်တွေဟာလည်းတေဆုံးသွားတာဒါမှမဟုတ်လက်နက်ချသွားခဲ့ပါပြီ။မီးနဲ့မီးခိုးတွေဟာတင်းမောရဲ့အစိပ်ပိုင်းတွေကိုဖုံးလွှမ်းထားပါတယ်။ကဲဇေးကြီးလည်းပြီးသွားခဲ့ပါပြီ တစားကန်တွေအသက်ရှင်ခဲ့တဲ့စီးစတပ်ဖွဲ့ဝင်တွေဟာပြင်းပန်းနှုန်းနေပြီးသူထက်တန်ယုံဖြစ်နေပေမဲ့စိတ်ဓာတ်မကျခဲ့ပါဘူး။ Poseidon လေရင်ကတော့တိတ်ဆိတ်တဲ့အဆောင်လျှောက်တူလို့အပေါ်ကနေပြန်ဝဲနေပါလေ။ကုန်နေသင်္ဘောကြီးကရေပေါ်မှာလွေမျောနေပြီးသူ့ရဲ့လှုပ်ဝှက်ချက်တွေအခုတော့ပေါ်သွားပါပြီ။အကျဉ်းသားတွေကို Stratton သင်္ဘောရဲ့ဈေးကုကန်စီခေါ်သွားပါလေ။ဈေးဝန်ထမ်းတွေကသူတို့ကိုစောင်းတွေရေနဲ့ဈေးဝါတွေပေးပါလေ။ Sage တွေကသင်္ဘောကိုထပ်မံရှာဖွေပါလေ။အခန်းတိုင်းကိုစစ်ဆေးတဲ့အပူရှိနေသေးတဲ့ဓာတ်ဘုံတွေကိုသူတို့တွေ့ပါလေ။ မတဖတ်သမင်းတွေအပြည့်ထဲထားတဲ့အိတ်တွေအုတ်ခဲပုံစံဖိတိတ်ထားတဲ့မူရီစီဝါပေါင်ထောင်ပေါင်းများစွာကိုတွေ့ခဲ့ရပါတယ်။အုတ်ခဲတိုင်းကအနီရောင်ကင်းမီကောက်အမှတ်သားပါရှိပါတယ်။ထောက်လိုင်းအရာရှိတွေဟာအဲ့ဒီအမှတ်သားကိုသိပါတယ်။ဒါဗင်နီဇွဲလာမူရီဂိုင်းတစ်ခုပိုင်တာဖြစ်ပြီးစစ်ရေးအဖွဲ့လိုအစွမ်းထက်တဲ့အုပ်စုအဖွဲ့တစ်ခုဖြစ်ကြီးထွားလာခဲ့တာပါ။နေပေါင်းများစွာဒီကိုင်းဟာအတူရောင်ကုမ္ပဏီတွေနဲ့တင်မောတင်စားရဲစားတဲ့အတူတွေရဲ့နောက်ကွယ်မှာပြောက်ကွယ်နေခဲ့ပါတယ်။အခုတော့သူတို့ရဲ့အလုပ်ဟာပေါ်လွင်ထင်ရှားလာပါပြီ။တင်မောကိုဖျက်ဆီးလိုက်ပါတယ်။ တို့ရဲ့လေဝက်ချက်ပြောင်းဆုံးသွားပါပြီ။ Sea Street ဟာတမ်မနီနိုင်ငံတစ်ခုရဲ့နောက်ွယ်မှာလေဝက်ကွန်ပျူတာအခန်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ကွန်ပျူတာတွေထဲမှာဗန်းမှတ်တမ်းတွေ၊ဂျိုရူအချက်လက်တွေနဲ့သင်္ဘောတင်မှတ်တမ်းတွေသိမ်းဆည်းထားပါတယ်။ FBI ရဲ့ Cyber အဖွဲ့တွေက Hard Drive ကိုစစ်ဆေးပါတယ်။တို့တွေ့ရှိခဲ့တဲ့အရာကထိတ်လန့်စရာပါ။ဒီသင်္ဘောဟာပင်လယ်ပြင်မှာမျောနေတဲ့ငွေစေဝါစက်ရုံတွေရဲ့ခွင်းဆက်တစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။ဒီသင်္ဘောတွေဟာလာအနေငယ်တိုင်းမှာဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ငွေစေဝါတွေကိုတည်ယူပို့ဆောင်နေပါတယ်။သူတို့ဟာ မကာအူနဲ့ကူရတ်ကာအူတို့မှာရှိတဲ့လျှို့ဝှက်ဘဏ်အကောင့်တွေနဲ့လည်းဆက်ဆက်နေပါတယ်။အလားတူ digital အချက်ပြမှုတွေဟာတခြားစိတ်ကမ်းတွေမှာလည်းပေါ်နေပါတယ်။ဒီမိုးရေကိုင်းဟာဘယ်သူမှထင်တာထက်ပိုကြီးပြီးပိုပြီးလဲချမ်းသာနေပါတယ်။ဒါအရွယ်ရွယ်မိုးရေကိုင်းမဟုတ်ပါဘူး။မိုးရေဆေးဝါးလုပ်ငန်းကြီးတစ်ခုဖြစ်နေပါပြီ။ကယ်ဆယ်ခံရတဲ့အကျဉ်းသားတွေကသူတို့ရဲ့အကြောင်းတွေကိုပြောပြကြပါတယ်။လနကိုင်အမျိုးသားတွေဟာကိုလံဘီယာ၊ဟွန်ဒူရပ်စ်နဲ့ထရက်နီဒတ်တို့ကရွာငယ်လေးတွေကနေသူတို့ကိုဖမ်းဆီးခေါ်ဆောင်လာတယ်လို့ဆိုပါရီ သူတို့ကိုနေတိုင်းအလုပ်လုပ်ခိုင်းပြီးလုံးဝလစာမပေးပါဘူး။ဓာတ်ဥပစ္စည်းတွေကိုလက်ဗလာနဲ့ရောစပ်ခိုင်းပါလေ။တရေရောက်ဖျားနာတာဒါမှမဟုတ်မူးလဲကြရင်အဆောင်တွေကရိုက်နှက်ပါလေ။အလုပ်သမားတချို့ကဓာတ်ဥပုံးနေတဲ့ပြုတ်ကြပြီးတည်ဆုံးခဲ့ရပါလေ။အသက်ငယ်ဆုံးအကျဉ်းသားကတော့အသက်70နှစ်အရွယ်ကောင်းလေးတူပါ။သူကနေရောင်ခြည်ကိုတုံးလာကြအောင်မမြင်ရသေးဘူးလို့ပြောပါလေ။နေထွက်တဲ့အခါတင်မော့ကပြက်စီးပြီးဟာလာဟင်းလင်းဖြစ်နေပါပြီ။ကုန်းဘက်ကမီးလောင်လို့မဲညစ်နေပါပြီ။အင်ဂျင်တွေအလုံးမလုံးတော့ပါဘူး။ အခုဆိုရင်ဒီသင်းမော့ဟာပင်လယ်ထဲကရာဇွေးမှုဖြစ်ပွားရာနေရာတစ်ခုဖြစ်နေပါပြီတမူအာဗရက်စ်ကစစ်ဌာနချုပ်စီတရင်ပေးပို့လိုက်ပါတယ်ပြင်းမှတ်ကိုဖျက်ဆီးပြီးပြီးအရတား53ကိုကယ်ဆယ်ခဲ့တယ်ဒီမိုးရိပ်ကိုင်းကအစိုးရတရက်အနေနဲ့ပူးပေါင်းနေတဲ့အထောက်အထားရှိပါတယ်လို့လည်းပြောပါတယ်ဝါရှင်တန်မှာရှိတဲ့လူတွေကတရင်ကိုနားထောင်ပြီးအထိပယ်ကိုနားလည်လိုက်ကြပါတယ်မိုးရိပ်ကိုင်းတွေကိုအာဏာပိုင်တွေကကာကွယ်ပေးနေတဲ့အကြောင်းသိကြပါတယ်ဒါရာဇွေးမှုငယ်လေးမဟုတ်တော့ပါဘူးအရာရှိတွေရဲ့ကြောထောက်နောက်ခံတဲ့လေပတ်နေတဲ့လျှော့ဝက်လုပ်ငန်းကြီးတစ်ခုဖြစ်နေပါပြီ။ သုံးသက်သူတွေဟာတင်းမောပေါ်မှာအချက်လက်တွေကိုနေညာမှာအားလေးလာနေကြပါတယ်။သူတို့ဟာဘန်တွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့တင်းမောကုမ္ပဏီတွေရဲ့နာမည်တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။တချို့ကပနားမပါတချို့ကအာရှမှာတချို့ကကာရီဘီယံမှာရှိကြပါတယ်။အမေရိကန်ပြည်ထောင်စုကပိုကြီးတဲ့စုံစမ်းစစ်ဆေးမှုတစ်ခုကိုစတင်ခဲ့ပါတယ်။နိုင်ငံအသီးသီးမှာလူတတော်များများကိုဖမ်းဆီးခဲ့ပါတယ်။ဗန်ဝင်တန်းတွေတင်မောဝင်တန်းတွေနဲ့စစ်တပ်အရာရှိဟောင်းတွေကိုစစ်ဆေးမိမြန်ခဲ့ပါတယ်။တချို့ထွက်ပြေးဖို့စူးစမ်းပြီးမှဖမ်းဆီးမိခဲ့ပါတယ်။ ိုလံဘီယာမှာတမ်မရာကအမေရိကန်ပြည်ထောင်စုကိုကျေးဇူးတင်စကားပြောကြခဲ့ပါတယ်။ဗင်နီဇွဲလာမှာတော့အရာရှိတွေကအရာရာအားလုံးကိုညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဂျိုရူတပ်ပုံတွေကမတူညီတဲ့အမှန်တရားကိုပြသနေတာပါ။မိုးအေးကိုင်းတင်မောတွေကတစည်းဟာဗင်နီဇွဲလာစိတ်ကမ်းကနေကမ်းခြေဆောင်တက်အတုတွေရဲ့အဆောင်လျှောက်တွေနဲ့ထွက်ခွာသွားတာတွေ့ရပါတယ်။အထောက်ထားတွေကရှင်းနေပါတယ်။စထရက်တန်တင်မောပေါ်မှာကဲဆဲခံရတဲ့အရာသားတွေဟာပုံမှန်ပေါ်မှာထိုင်ပြီးနေထွက်တာကိုကြည့်ခဲ့ရပါတယ်။တချို့ကတော့ငိုနေကြတယ်တချို့ကကလေးတွေကိုဖတ်ထားကြတယ်။ တချို့ကငြိမ့်သက်စွာထိုင်နေပြီးဘာမှပြောကြပါဘူးစစ်သားတွေကအနားမှာရပ်ပြီးမူကုတ်ဆက်ဝိုင်းကိုကြည့်နေကြပါတယ်သူတို့ကမပြုံးကြပါဘူးအားပြီးတဲ့အတန်လည်းမပေးပါဘူးသူတို့တို့ကဒါဟာအောင်မဲမဟုတ်ပါဘူးတာဝန်တစ်ခုပါကိုတာဝန်ကိုလုပ်ခဲ့တာပါတမူအဗရက်ကရေပင်ကိုကြည့်ပြီးတို့တို့လေးပြောပါတယ်တမုတ်တရားဟာလှေဝက်ချက်ပေါင်းများစွာဖုံးကွယ်ထားပါတယ်ဒါပေမဲ့တနေ့ကျရင်ပင်လယ်ကအမှန်တရားကိုဖော်ထုတ်လုပ်မယ်လို့ဆိုပါတယ်အဲ့ဒီနေ့မှာပဲကဘာကအရေးကြီးတဲ့အရာတစ်ခုကိုသင်ယူခဲ့ရပါတယ်။ဒီတိုက်ပွဲဟာမိုးရေစေဝါကိုစန့်ကျင်တဲ့တိုက်ပွဲတစ်ခုလည်းမဟုတ်ပါဘူး။ လီယိုအတပ်ဖွဲ့တွေအာဂရီလိုက်စားတဲ့အစိုးရတွေနဲ့ပင်လယ်ပြင်ကိုဆင်းရဲဒုက္ခတွေတည်ဆောင်လာတဲ့တရေသင်းမော်တွေကိုစန့်ကျင်တဲ့တိုက်ပွဲလည်းဖြစ်ပါတယ်။မနက်ခင်းရောက်တဲ့အခါပင်လယ်ပြင်ကပြန်လည်တိတ်ဆိတ်သွားပါပြီ။ဒါပေမဲ့ဘယ်အရာမှအရေးလုံးမဖြစ်နိုင်တော့ဘူးဆိုတာလူတိုင်းသိကြပါတယ်။အကျဉ်းတော်သင်းမော်ဟာတက်တီကံပစ္စည်းတစ်ခုဖြစ်သွားပါပြီ။လီယိုအကုံရတစ်ခုပေါပောက်သွားပါပြီ။အသက်53ရောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒီမစ်ရှင်ကတတိဆိုတာအော်ဟစ်နေတာမဟုတ်ဘူးဆိုတာပြသခဲ့ပါတယ်။တတိကလည်းတည်ငြိမ်ပါတယ်။ ညကဘလောက်ပဲမှောင်ပါစေရှေ့ဆက်သွားနေတတ်ပါ रे ။မူရေကိုင်းမှာပတ်စံလန်းထန်တဲ့အကွယ်တွေရှိပါ रे ။ဒါပေမဲ့ American ပြည်ထောင်စုမှာပိုပြီးတန်ပါတဲ့အရာတခုရှိပါ रे ။အရာကတော့အပြစ်မဲ့တဲ့သူတွေကိုစွန့်လွတ်ထားလို့မရဘူးဆိုတဲ့ယုံကြည်ချက်ပါ။စစ်သားတွေကအကျဉ်းသားတွေကိုမတိကြသလိုအကျဉ်းသားတွေကလည်းစစ်သားတွေကိုမတိကြပါဘူး။ဒါပေမဲ့တစ်ဖက်ကဆင်းရဲဒုက္ခရောက်နေပြီးကြံတစ်ဖက်ကတော့ကုညီနိုင်တဲ့ဆွမ်းအားရှိနေခဲ့ပါတယ်။ဒါကြောင့်သူတို့ကုညီခဲ့ကြပါတယ်။တမုတ်တရားဟာကျေပြန်ပြီးနှဆိုင်ပါတယ်။လူအများစုကဘယ်ရာကိုမဆိုဖုံးကွယ်ထားနိုင်တယ်လို့ယုံကြည်ကြတာပါ။ ဒါပေမဲ့အဲ့ဒီညပင်းလိုက်ပြင်ဟာတင်းမောထဲမှာရှိတဲ့အရာတွေကိုမဖုံးကွယ်နိုင်ခဲ့ပါဘူးလူတွေစောင့်ကြည့်နေလို့ပြန်တန်းနေလို့နားထောင်နေလို့ရှာဖွေနေလို့ပင်းလေကသူ့ရဲ့လှုပ်ဝှက်ချက်တွေကိုပြေခဲ့ရပါတယ်ပြီးတော့သူများအတက်ကိုကယ်ဖို့ကိုယ့်အတက်ကိုစွန့်စားရတဲ့တတိရှိတဲ့လူတွေရှိနေပါတယ်ကဲဆက်ခံရတဲ့အကျဉ်းသားတွေဟာစတတန်တင်းမောဘော်ကအမေရိကန်လန်ကိုကြည့်တဲ့အခါတချို့ကပြန်ငိုကြပါတယ်ဒါကဝမ်းနေလို့မဟုတ်ပဲသူတို့လွတ်မြောက်သွားပြီဆိုတဲ့အတွက်ပါသူတို့ရဲ့ဘဝတွေထာဝရပြောင်းလဲသွားပြီဆိုတာသူတို့သိလိုက်ပါတယ်လာပေါင်းများစွာအမှောင်ကြောက်ရွံ့မှုနဲ့တိတ်ဆိတ်မှုတွေထဲမှာရှိနေခဲ့ရတာပါ ပြီးတော့တညာထဲမှာပဲမသိတဲ့သူတွေကသူတို့ကိုကဲတင်မှုရှောက်လာပါ रे ဒီလိုနဲ့တင်မောကြီးကပျက်စီးတိတ်ဆိတ်စွာလွင်မျောကြံခဲ့ပါ रे နောက်ထပ်ဘသူကိုမှဒုက္ခပေးတော့မှာမဟုတ်တဲ့အကြောင်းဖြောပြေးအနေနဲ့ဘာသာပြန်တင်းဆက်ပေးလိုက်ရပါ रे ခင်ဗျာ